အပစဒရီရဲ့ဆောင်းမာရိုဆိုက်တို့လည်းအတွင်းကန်တွေပဲရှုံနေရကလူစီကနားလာဆွဲပြီးအတန်းကိုအတူတူလိုက်တက်ဖို့ပြောလိုက်ပါတယ်အတန်းထဲမှာတော့ဒရက်စင်လေးခုအကြောင်းပဲရှင်းပြနေပြီးအများစုကတခုပဲတုံးနိုင်ပေမဲ့တခုမှမတုံးနိုင်တဲ့သူကိုရှိတယ်လို့ပြောချင်းအလုံးကလူစီကိုပဲလက်ကြည့်နေကြကအတန်းပြီးတဲ့အချိန်ဆိုက်တို့ကတစ်ချိန်လုံးဒရက်စင်မတုံးနိုင်ကြောင်းပဲပြောပြီးတစ်ချိန်နဲ့ပါလုံပြီးဆုံးနေတာအကြောင်းလူစီလည်းစိတ်တို့တော်ခဲ့ကထမင်းငတ်နေဖို့ပြောလိုက်တာကြောင့်ဆိုက်တို့တယောက်ငတ်နေပြီးလူစီကိုတောင်းဆိုပေမဲ့နူးမနူးပဲဖြစ်နေတာကြောင့်ဆိုက်တို့လည်းမျက်နှာငယ်လေးနဲ့ပြောလိုက်မှအပြင်မှာတော်ရှော့စားဖို့ခွင့်ပြုလိုက်ကအပြောလုံး ီး Dresden 0အပြင်ရင်နာဆိုင်ကပါ0ဖြစ်နေလေကိစ္စမရှိဘူးလို့ပြောလိုက်တာကြောင့်စိုက်တိုးလည်းရင်နာကိုထိခိုက်တာမို့အပြင်မှာပဲအိတ်ခိုင်းလိုက်ပြီးအပြင်မှာမိတ်တယောက်နဲ့တွေ့ကစဖူဆောင်ကိုခေါ်သွားပြီးစဖူမူရိကအရင်နေ့ကစိုက်တိုးတယောက်အထက်တန်းလောကတယောက်ကိုအနိုင်ရသွားတာကြောင့်အားလုံးကတူဖက်နေဖြစ်နေခဲ့ပြီးအထင်ကြီးလို့မြည်တူနဲ့မှနမ်းပေးဖို့ပြောပြီးကတ်လာတာကြောင့်စိုက်တိုးလည်းမနှဲဖယ်နေခဲ့ရပါတယ်အဲဒီနောက်မိတ်နဲ့စကားပြောနေကြကမိတ်ကနောက်လဲစိုက်တိုးနဲ့အတူတူစကားပြောချင်းတည်းရလို့ပြောတော့စိုက်တိုးလည်းချက်သွားပြီးအခန်းထဲကိုပြန်တဲ့အချိန်စားစုပ်ကြီးရဲ့ဖို့ကအခန်းထဲဆွဲခေါ်သွားကအထင်းမှာစ ာဆုပ်ကြီးကဆွဲဆောင်နေခဲ့ပြီးရှင်းမိနေပြီပြောကစိုက်တိုးပေါ်တက်ပြီးနမ်လုံလုံးချင်းတင်ထားတဲ့ကောင်တယောက်ကရောက်လာတာကြောင့်နောက်နေမှလာမှုပြောပြီးမိနစ်ပြစ်လိုက်ကစိုက်တိုးကိုလည်းတူတူငယ်ချင်းတယောက်ပါလို့ပြောပြီးမယ်နောက်ထပ်တယောက်ပြန်ရောက်လာတာကြောင့်မိနစ်ပြန်မုန်းလိုက်ကတုံယောက်တော့ထဲရောက်လာခဲ့ပြီးဖုကုံမိမှုခိုင်းလိုက်ကဆက်လုံးကြဖို့ပြောပြီးနန်းနေချင်းလူစီကရောက်လာခဲ့ကပြန်ခေါ်ပေးမယ်စာဆုပ်ကြီးကတူရဲ့အစကိုယူမတော်ဖို့ပြောနေပြီးနောက်ဆုံးချင်းဒီဒီဘေးကနားကိုဆွဲပြီးခေါ်တော်လိုက်ပါတယ်အဲ့လိုနဲ့အခန်းထဲရောက်တော့လူစီလည်းချိန်ဆနေခဲ့ကကြဖို့နဲ့ရိုက်ပြီးဆုံးမနေခဲ့ကအမေမကလွှဲရင်တခြားမိမတွေနဲ့ပတ်တလူရ ရကြောင်ပြောတော့စိုက်တူလဲတဝင်းသူနေတာလားလို့မေးတော့အမေနဲ့ရွာကိုလွမ်းတော့အောင်ငယ်ပါကိုအပြင်းပြင်းနဲ့ကန်လိုက်ပြီးအဲစားဆုံးကြီးနဲ့သူတို့ကမျိုးစင်စဲရန်သူတွေဖြစ်တာကြောင့်မပတ်တတ်ဖို့ခေါင်းကိုညင်ညင်တတာနဲ့နန်းရင်ပြောလိုက်ပါတယ်နောက်တော့မှစားဆုံးကြီးရဲ့ဖို့ကအတင်ဆွဲခေါ်တော့ကြောင်တီးတော့ဓမ္မဖြစ်ပြီးဘာမှမလုပ်နိုင်တာလားလို့မေးချင်စိုက်တူလဲဓာတ်ကိုပထမဆုံးချိန်တိုင်ဘူးတဲ့ဖြစ်ကြောင်ပြောပြီးလူစီလဲစဉ်းစားမိတော့ကမနဲ့ပြန်ဓာတော်ဝဲဖို့ပြောပြီးစစောအိတ်ခိုင်လိုက်ပါတယ်နောက်နေမနဲ့မှာတော့ဓာတော်ဝဲဖို့မျိုးစီတော့ကြပြီးစိုက်တူကရင်နာတေးတေးလေးတွေကိုကင်ကအနောက်ကနေလိုက်စီးနေပြီးအဲဒါကိုမြင်နေစားဆုံးကြီးလဲသူတို့ငယ်ချင်းစီ ီအကူကြီးတောင်းပြီးသူတို့နောက်ကနေလိုက်ဖို့ပြောချိန်ကောင်းမလေးလေသူရဲ့စင်ကုန်ကောင်ငကားကြီးကိုခေါ်လိုက်ကမြင်မြန်တွားဖို့နဲ့မြင်းပေါ်ကလူနှစ်ယောက်ကိုတော့မစားဖို့ပြောလိုက်ပါတယ်အဲ့လိုနဲ့နောက်ကလိုက်လာခဲ့ပြီးစိုက်တူနဲ့လူစီလည်းစိုင်ကိုရောက်လာကဓာရီကိုစမ်းကြည့်တော့စိုက်ရှင်ကလည်းထေစားချင်တာကြောင့်ဈေးတွေကိုရှောက်တင်နေပြီးစိုက်တူကတဘောကြပေမဲ့လူစီကဈေးအနေဆုံးဓာကိုယူမယ်လို့ပြောကဘာမှမတုံတော့တဲ့ဓာတစ်ချောင်းကိုဝယ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့စားစော့ကြီးလည်းအကောင်ဆုံးဓာကိုယူလာခဲ့ကအပေါ်စားဓာဝယ်ခဲ့တဲ့လူစီကိုလည်းနေနေပြီးသူကစိုင်ရှင်ကိုမြူဆွဲပြီးဈေးနည်းနည်းနဲ့ဝယ်ခဲ့တဲ့ဆိုတာကိုတော့တူတူငယ်ချင်းပဲတိကစားစော့ကြီး ီနဲ့လူစီလည်းရံဖြစ်နေပြီးနှစ်ယောက်တာချမ်းလာလုံးနေတာကြောင့်ကောင်မလေးကဝင်သားနေရပြီးစိုက်တိုကိုပဲယူခိုင်းတော့စိုက်တိုလည်းတကူမှမယူဘူးပြောချင်တော့ခွက်ကိုဖြစ်ကန်ကန်လိုက်ရပြီးရုတ်တရက်ဓားကစကားပြောလာတာကြောင့်အော်တော်ပြီးစိုက်တိုလည်းဒီခတ်တုံတုံဓားကိုပဲယူမယ်လို့ပြောလိုက်ပါတယ်အဲ့လိုနဲ့တစ်ဖက်မှာတော့မျိုးစမတ်ကကျောင်းအုပ်စီတွားကတဘောတူညီမှုတစ်ခုယူနေပြီးပြန်တော်ဖို့လုံးချင်လက်ထောက်ကိုပါဖုံးချောင်းသွားပြီးလက်ထောက်ကတော့အမြင်ကက်နေခဲ့ကကျောင်းအုပ်ကိုမေးချင်ဟိုတနေ့ကတခုတယောက်အထက်တန်းလွန်စီကပစ္စည်းတွေကိုခိုးထားတာကြောင့်ကျောင်းကရည်တနာတွေကိုလည်းတခုမှစိုးရိမ်လာကြောင်းတဝင်းနန်းတို့ကိုအတားအဆီးတစ်ခု ကာယံပေးဖို့ပြောနေတုံးចောင်းဟုတ်ကမွန်စွန်းနဲ့လက်ထောက်ရဲ့ကြောကိုတူလိုက်ချိန်လက်ထောက်လည်းចောင်းဟုတ်ရဲ့ဆောက်ခွက်ကိုပြန်ပစ်ပေးလိုက်ပါတယ်ရောင်ရောင်တဲ့အချိန်မှာတော့စိုက်တူကအတွင်းကငူရှုံနေတုံးမိကရောက်လာကခူရှော်ပေးဖို့လှုပ်လိုက်ပြီးစိုက်တူကိုဘယ်နေရာကလာခဲ့တာလဲလို့မေးချိန်စိုက်တူလည်းဖြေမြင်ရဖြစ်ကအဝေးကလာခဲ့တာဖြစ်ကြောင်းမပြောလိုက်ပြီးမိကစိုက်တူကိုအောက်တန်းလော့ကအထက်တန်းလော့လိုလူကိုတိုက်ခိုက်နိုင်ခဲ့တာဟာသူ့အတွက်ခွန်အားများကြီးရတာကြောင့်ကျေးဇူးတင်နေလို့ပြောကထွက်သွားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့စိုက်တူလည်းအခန်းထဲပြန်မှုလှုပ်တော့စားစုတ်ကြီးကအရင်နေ့ကတူဝဲခဲ့တဲ့ဓာတ်ကိုအလကားပေးမယ်လို့အခန်းထဲခေါ်သွားကစိုက်တူလည်းကောင်းလေးရိများ ာကြီးရှိတာတောင်ဘာလို့တုစီပဲလက်ကနေတာလဲလို့မေးတော့စားစော့ကြီးလည်းပူးမွေ့လေးလေးပဲစားချင်းလို့လို့ပြောတာကြောင့်စိုက်တူလည်းချက်ချင်းပဲထွက်သွားဖို့လုပ်တော့စားစော့ကြီးကတူရဲ့လက်စွပ်တွေငကတ်တွေပါမကြံအမွေပေးထားတဲ့ဘူဘွားစင်စဲစာအုပ်နဲ့ပါမြူဆွေးပြီးမဲ့လက်မကန့်မဲ့အတင်းထွက်သွားဖို့လုပ်တာကြောင့်စားစော့ကြီးကဖန်လုံးမရတဲ့တားကောင်ကိုပူဖန်ချင်းတယ်လို့ပြောနေချိန်လူစီကရောက်လာခဲ့ကချက်ချင်းပြန်ခေါ်သွားပြီးအခန်းထဲရောက်တဲ့အချိန်သူစကားနားမထောင်ပဲအမီနဲ့နဲ့နဲ့တွားနေတာကြောင့်ကြပ်ဖို့နဲ့တီးပီလိုက်ပါတယ်နောက်တနေ့မနက်မှာတော့လူစီကစိုက်တူကိုတခြားစင်ကောင်ကောင်တွေနဲ့အတူတူတွားနေဖို့ပြောပြီးစိုက်တူတွားနေပြီမဲ့အဆင်မပြေ ြေတာကြောင့်လမ်းလျှောက်နေတုံစဖူမူးနဲ့တွေ့ကအရင်လိုအကျဉ်းချက်တွေကိုအာရပါရတော်စားနေပြီးမိကုတ်မမြင်တာကြောင့်မေးလိုက်ချင်းညူစာမတ်ကိုအလုံကျွေးပြုဖို့ထွက်သွားရတယ်လို့ပြောလိုက်တော့ဆိုက်တိုလည်းသူ့ကိုနှုတ်ဆက်မတော်ပဲထွက်သွားတာကြောင့်ဒါကစကားလမ်းပြောကအထက်တန်းလောကငင်ညွေတဲ့အိမ်ဖော်ကိုခေါ်ယူခံနိုင်ရင်သူ့ရဲ့အပြုံမရဖြစ်လာမှာလို့ပြောတော့ဝန်နေတော်ခဲ့ရပြီးနောက်နေ့မှာတော့ဖင်ကောင်းကျဲတဲ့ကောင်လေဒုတိယနေ့ကကောင်မလေးနဲ့အစဉ်ပြေနေတုံစိုက်တိုကရောက်လာတာကြောင့်သူ့ရဲ့အချစ်ကိုမနှောက်ယှက်ဖို့ကြိုတားပေးမယ်စိုက်တိုကမေးဆက်ရှိလို့ပဲလို့ပြောလိုက်ပါတယ်စိုက်တိုပြန်မလာတိတာကြောင့်စောင့်နေပြီးစားစော့ကြီးလေသူ့ရဲ့အစားအစာကျွေး းချင်တာကြောင့်စိုက်တိုကိုလာရှာတာဖြစ်ပြီးစကားများနေချိန်ဖင်ကောင်စတာရဲကောင်ကသူ့စီမှာမျိုးသားမဲရဲ့အိမ်ဘယ်နားမှရှိလဲမိတော်ရဲလို့ပြောလိုက်ကတဖက်မှာတော့စိုက်တိုကသနာကြီးလောက်လမ်းလျှောက်သွားပြီးမျိုးသားမဲအိမ်ရောက်ချိန်အဆောင်တစ်ယောက်နဲ့တွေ့ကအထင်းမှာတော့မျိုးသားမဲဟာမိကိုပူတီပူတက်လုံးနေပြီးစိုက်တိုကိုတွေ့ဖို့ခေါ်တာကြောင့်တွားတွေ့ချိန်အောက်တန်းလောက်ကလူဖြစ်တာကြောင့်ချက်ချင်းပဲမောင်းထုတ်ဖို့ပြောပေးမယ်စိုက်တိုကမိကိုပြန်လွတ်ပေးရင်ဘာမဆိုလုပ်ပြီးပေါ့မယ်လို့တောင်းဆိုလိုက်ပြီးအထက်တန်းလောက်ကအိမ်ဖို့တယောက်ကိုအပြုံမရလုံလူရတာလားလို့မေးလိုက်တော့မျိုးသားမဲလဲသူ့လိုအထက်တန်းလောက်ကိုခါစားရတာဂုံယူဖို့တော့ကောင်းတီးတယ်လို့ပြောတာကြောင့်အနာကကလာတာ ဖြစ်တဲ့ဆိုင်တို့လည်းတူးအတွက်မတရားတာကြောင့်စိတ်တို့တွားပြီးနာမှုတောက်ဖူးကြီးလိုဆဲလိုက်တာကြောင့်မော်တော်ကိုယူလိုက်ပြီးတီးလို့ဖို့လောက်ချိန်မိကထွက်လာခဲ့ကခွန်းလို့ပေးဖို့တောင်းဆုလိုက်ပြီးမျိုးစာမက်လည်းသူကစာအုပ်စုဆောင်ရတာဝန္ဒနာပါရာဖြစ်ပြီးတူတဲတဲ့ရှာနေတဲ့စာအုပ်တုပ်လည်းရှိကအဲ့ဒီစာအုပ်ကမော်ဆရာတယောက်မတော်တဆစင်ကုန်မိလိုက်ပြီးတူတမီကိုအမွေအဖြစ်ပေးထားကတူတမီကစိုက်တိုတို့ကြောင့်မှရှိကြောင်းပြောတော့စိုက်တိုလည်းစားစော့ကြီးမှန်တိပြီးအပြည့်ပြတ်သွားချိန်လမ်းမှာမြင်းစည်းလာတဲ့လူစီနဲ့တွေ့ပြီးအခန်းထဲပြန်ရောက်ချိန်ဘာမှမဖြစ်သလိုဟန်ဆောင်ကစကားနာတော့အမီလူစီအိတ်နေတဲ့အချိန်စားစော့ကြီးစီတွားပြီးစာအုပ် ကိုတောင်းလိုက်ကစားစော့ကြီးလည်းတူးအတွက်အတုံးမဝင်တာကြောင့်ပြီလူရပေမဲ့တူနဲ့ချင်းတူရမယ်လို့ပြောတာကြောင့်စိုက်တိုးလည်းဒေါရထွက်ကဘာဟုယူလိုက်ပြီးမြင်းကိုမစီးနဲ့စီးတက်နဲ့တော်လိုက်တာကိုငကားမဲတော်ကမြင်သွားပြီးတစ်ဖက်မှာတော့မိကရေချိုးနေပြီးမြူသားကိုခါစားဖို့အတွက်အချိန်နီးနေပြီဖြစ်ကစိုက်တိုးကိုတန်းနာနေပြီးစားစော့ကြီးတို့ကတော့စိုက်တိုးဟာမြူသားတို့စီကိုတော်လိုက်တာကြောင့်လူစီကိုအတင်းနှုံးလိုက်ပြီးစိုက်တိုးရောက်သွားတဲ့အချိန်အဆောင်နဲ့ထက်တွေ့ကဖန်ခိုင်ထားတာကြောင့်မြူသားရှိရောက်သွားကဓာထုတ်လိုက်ချိန်ငကားမဲတော်လည်းအချိန်မြင်မြန်နဲ့ရောက်လာနေပြီးမြူသားကလည်းအစင်မြင့်မော်စရာဖြစ်တာကြောင့်စိုက်တိုးကိုလွယ်လွယ်လေးပဲတိုက်ခိုက် နေချိန်လူစီကအချိန်မီရောက်လာကကာပီးလိုက်ပြီးအဲဒီနောက်မှာတော့မျိုးသားကမကျေနပ်ပဲစားဆောင်ကြီးကတူမွေရထားတဲ့စာအုပ်ကိုဖုံးကြတဲ့ကထုတ်ပြလိုက်ချိန်မျိုးသားမင်းလဲဝန်တာတော်ပြီးမိကုလည်းပြန်လွန်ပေးလိုက်ကစာအုပ်ကိုဖွင့်ကြည့်လိုက်ချိန်အပြာမန်ကားကြီးဖြစ်နေပြီးအဲဒီနောက်မှာတော့မိကကျေးဇူးတင်ကြောင်ပြောကစိုက်တိုကိုကုန်နေလိုက်ပြီးလူစီကတော့စိုက်တိုကိုဘလို့ပြစ်ပေးရမလဲစဉ်းစားနေရင်အပီဆို3နဲ့4လေးကပြီးဆုံးတော့ခဲ့ပါတယ်ဗျာ